ချာနေကျော်မမလေးရဲ့မာလာကြီးဆိုတဲ့စာအုပ်ကိုအပိုင်း73နေနဲ့ဖတ်ပြပြီးမှဖြစ်ပါတယ်ရှင်။တတိတွေနေ့ရဲ့တွေးလူတေးလူလင်စကားရိုက်ပြီးနောက် အမေခန်းဒေါ်ခန်းဇက်ရံပြေပါဝင်ရရမြည်စကားများမှာဇလံကိုစီစစ်ပြီးစိတ်ကြိုက်ဖြစ်မှလက်ခံတစ်ဖြင့်စကားရိုက်ကျဲသွားသည်။ဒါရိုက်တာဥတုခရိုက်သောစကားပြောသောအတဲ့နှလုံးစကားရိုက်ပြီးဒီနောက်ပိုင်းတွင်ခိတာရနာလိုက်သည်။ တစီသေးသည့်အာလက်ခွေနာခွေကလေးရရှိရွေးအပန်းဖြင်းနေစဉ်ဘူအောင်တိန်ကဖောက်လာသည်မယား၏ကိုတင့်အောင်နဲ့တို့ပြဆက်ထောင်ပြီးနေစင်းကရအောင်ကွာကိုတင့်အောင်ဟုပြောပါနေစဉ်ပြဆက်ကရမည်လို့ကိုကြည်ကြည်သေးကမလို့ချင်းပြင်ပန်းလာသည်ပြဆက်မှရုပ်ရှင်ဘက်သို့ကူခဲ့ပြီးရုပ်ရှင်လောက၌ရှန်ရှန်တောက်အောင်မြင်ကြောကြနေသည့်ချိန်ပိုင်းတုန်းကလည်းမြင်းပွဲဧကံပွဲနေ့ကြီးရက်ကြီးတွေ၌လိုအပ်လင်စင်ပေါ်တက်၍ကပေးခဲ့သည နောက်ပိုင်းရုပ်ရှင်ရိုက်နေရင်ကာလာတွင်၌လည်းပြဇာများကပြီးခဲရသည် မောင်းမကန်တဝဲပဲရှိ ကမျောကင်းတရားဖွင့်ပွဲတွင်ဆန္ဒဝူဖွဲ့နေငါညာသွားကပြီးခဲသည် ထိုတရားဖွင့်ပွဲတွင် ရှင်တဝဲဖရာသမိုင်းငခုံးမတွင်ကပြီးခဲရသည်ရုပ်ရှင်ကောင်းစီရန်ပုံငွေရန်ပုံငွေအတွက်ဆိုရင်းလဲဆရာဦးသူခိုင်မူတူလက္ခဏာဇာကပြီးခဲသည်အလုံသမားပွဲတော်မိတဲ့အလုံသမားနေ့အတွက်ဘုကလေးတင်အောင်ဤလှမင်းတာချင်းညွယ်ချင်း တီတယုတ်ဖော်ပြဆက်ကိုကပေးခဲ့သည်။လမြင်သာချိန်နေွယ်ချိန်တီတယုတ်ဖော်၌ဘိမ်သာရမင်းကြီးဖြစ်စေရာဝီဒီဟီမိဖျားချင်းဖြစ်ကြည်ကြည်တင်အစာတသက်မင်းသားအပြင်မျိုးချင်းအစာတသက်ရင်ကျင်ရတော်ပြင်ခင်ဦးမြင့်တို့တယုတ်ဆောင်ကြသည်။လမြင်သာချိန်နေွယ်ချိန်တီတယုတ်ဖော်ကိုတွားရောက်ကြည့်ရှုသောဆိုင်ရေးဆရာကြီးတိမ်ဖင်မြင့်ကကြည်ကြည်သေးကိုဤသို့မှတ်တမ်းတင်ရခဲ့သည်။ကြည်ကြည်သေးဟာနောက်ခံသေးကိုလုံးဝမဆိုဘူး။ တင်တင်များဆိုပေးတာကိုလိုက်ပြီးတရုတ်ဖော်သွားတယ်။တရုတ်ဖော်မှုတစ်ခုတည်းပေါ်အာယုံစူးဆိုင်ပြီးအစွမ်းကုန်ကျဲလိုက်တဲ့ထင်မာရဲ့ဗျာ။ကြည်စီသေးကိုရင်ကစိတ်ပိုင်းအားလုံးနဲ့လှုပ်ရှားမှုတိုင်းဟာအမှုပညာပြောင်မြောက်နေကြတယ်။သားလို့သူကတွန့်ဖယ်လိုက်လို့လဲကျသွားပုံကလေးရပြီးကြည်စီသေးပါကြောင့်တလောက်ကြီးမြင့်တဲ့အမှုပညာသင်ဖြစ်နေတာကိုတက်တီထူလိုက်တယ်။တောင်ကြီးမြို့ရှမ်းပြည်နယ်နေမျိုးတွင်လည်းတွားရောက်ကပေးခဲ့သည်ကနေဒီလွတ်လပ်ရေးပွဲတွင်လည်းဘုံကလေးတင်အောင်ကြီးကျယ်၍မောင်ကိုကိုတီဝိုင်းနှင့်အငိမ့်ကပေးခဲ့ပေါင်းများလာပြီး ရခင်ကကြည်ကြည်ထင်းညိဆိုလင်းဦးကျယ်နီဒေါ်ဆန်ခင်တို့နှစ်ယောက်လူရှင်တော်များပါကြသည်ဦးကျယ်နီကွယ်လွန်သွားသောကြောင့်ကိုစမ်းမတူ ကိုပလာတာကိုတော်တာကိုရွှေရိုးလူရှင်တော်လေးယောက်နှင့်ကားပြသည်ကြည်ကြည်ထင်းနှင့်လူရှင်တော်လေးယောက်တို့သည်တဦးပညာတဦးလေးစားကြလျက်ကြည်ကြည်ထင်းကိုယင်းနီခင်မြင်ကြသည်တွန်တင်းမြို့၌ကိုပလာတာတို့နှင့်ပင်အငိမ့်ထွက်ခင်ယမနီပြဆက်ကားပြခဲ့သည် ရုပ်ရှင်တရုတ်ဆောင်တွေရဲ့အလုံးရှိကြသဖြင့်စာနာစိတ်ထားကမင်းသားရွှေပါနေတွေ့ရင်ဘိုးကလေးမော်လမြိုင်ကျွန်းဘကိုးမျိုးများတို့ပြင်လိုက်ကပြီးခဲ့သည်ဘူအောင်သိန်းကဘိုးလေးတင်အောင်နေနေစင်း၍ပြာဇက်ကရန်တိုက်တွန်းခြင်းအတွက်နောက်ဆုံးတွင်ရမင်းဆန်နိုင်မဲပြာဇက်ကရန်လိုက်ပါသွားရသည်ဘိုးကလေးတင်အောင်မောင်ကိုကိုကိုမျိုးချေအေးအေးသိန်းနွယ်နွယ်ဆန်းမိမိလေတင်ဦးလေအေးအေးတွေကိုဆမ်းမတူကိုပလာတာကိုရွှေမိုးကိုတော်တာတော်စိန်ခင် ကြားဆက်ပတိတာအဖွဲနှင့်မင်းလာပျော်ပွဲကြောက်ပတောင်တောင်တွင်ကြီးပခုတ်ကူတောင်ကူတောင်ကြီး ကျုံမငီရွှေလောင်စာတီအထက်ညာရှမ်းပြည်နယ်မြဝကျွန်းပေါ်အနှံရှောက်ကားခဲသည်ပြဆက်ကရန်နေထွက်တော့ကဘူအောင်သိန်းကလန်ခီအတွက်ထမင်းကန်ထရိုက်လုပ်ရင်းလိုက်လာသည်အူကြီးခွက်ကြီးများနဲ့တမင်ဟင်းချက်ယူလာသည်ခီးတလျှောက်လုံးဖဲဝိုင်းကြီးလုံလာသည်ရုပ်ရှင်ခိတနာခိုင်မယားကောပြဇက်ကခိုင်ကသူဝဒနာအတိုင်း ပြဇာဖွဲမလူအုပ်ကြီးနေသွားလေရရောက်လေရဖဲဝိုင်းကြီးလုံးရဖဲရိုက်နေရလင်စိတ်ချမ်းသာကဂျင်းနဲ့ပျော်ရွှင်လျက်ရှိသည်ပြဇာကားပြတော်မြို့များ၌ဘူအောင်သိန်းသည်ညာဘက်၌ပွဲစည်းတန်းတရှာဆိုင်ပေါက်စီဘိုင်ဘိုင်အောင်စားသည်ပြဇာကားနေချိန်တွင်တီးတန်းအိတ်စင်ကလေးပေါ်၌တခေါခေါအိတ်လျက်ပြဇာသိမ်းမှတဲအိမ်တို့နှိုးပြန်ရသည်ရောက်လေရတိုင်း၌တနေ့လုံးဖဲချနေသည်စီစီထဲမှာညနေ၄နာရီ၅နာရီထိုးသွားသည်ယတိ ယနေ့ညဘယ်ဆက်ကရမည်မသိဖဲဝိုင်းမှမထနိုင်ကြခြင်းကြောင့်ကြာခဏီမှပါဇံမှန်တည်ရတော့သည်နေစင်းကတော့ပရိသာပြဇတ်နိုင်ကြည်ကြည်သေးပါဝင်ရတော့ခမ်းများမှာတေးတေးုပ်ပေါ်အငိမ့်ကွက်စိမ့်စာသည်အလွန်ပင်ပန်းသောအလုပ်ကိုလုပ်ရသည်သစင်ပေါ်မှနေ၍တိတ်တာလောင်းတော်ဇက်ကိုကွက်စိမ့်ဟောပြတော့အခါလူရှင်တော်ကိုဆံမတူကိုငကြအူလှုပ်စေသည် ကိုပလာတာကိုရွှေရုံ ကိုတော်လာတို့ကိုကလေးလေးတွေနေရာနိုင်ထားလဲကြည်ကြည်သေးသည် သူပင်ပြမရံသူပင်မောင်မိတ်တာ သူပင်မောင်သူတာသူပဲမင်းသားသူပဲမင်းသမီးသူပဲအယက်မူသမားဆိုင်ဝါနဲ့ဆိုင်ဝိုင်းနဲ့အကွက်ချာအယက်မူတန်မူနေသည်ဟန်နေတကွာဟောပြောဆိုလန်းလျက်တယုတ်ဖော်လိုက်ရသည်မှာနှစ်နိုင်ခန့်ကြသည်ကွက်စိတ်ဟော်ပြီးအငိမ့်ပြန်ထွက်ကားရသည်အငိမ့်ပြင်းလင်းတီးတယုတ်ဖော်ထွက်ရသည်အတွက်နေ့စဉ်ရုပ်ရှင်ရိုက်ခဲရသည်ထက်ပင်ပင်ပန်းမှုပိုသည် နှောင်းကုံမြို့၌ပြဇက်ကနေစဉ်နုနုငယ်နုနုငယ်ငယ်ဇက်က၌ဆဲရန်အကယ်ဒမီဆူရရှိသည်ဘုံလင်းတင်အောင်နှင့်မောင်ကိုကိုတို့ကပြောကြသည်ချွေကြီးရေနေတော့အကယ်ဒမီရပြန်ပြီဟေ့နေထွက်ရေးပြဇက်ကနေခြင်းကြောင့်ရုပ်ရှင်အကယ်ဒမီဆူကို ရန်ကုန်သို့ကိုတိုင်းသွားမြူနိုင်ခြင်းကျုံမင်းမျိုးမှပြဇက်ကပြေးပြန်မော်တော်ဆက်များပြည့်၍တောင်ပေါ်သို့ထိုးတင်ရသည်လာရောက်ကမရှိ မောင်ကြီးမမဲနိုင်ပြီးသူစင်များက တနက်များနေ့မော်တော်ကိုဝိုင်းချိန်ထားကြသည်ပြဆက်ဒေတာဖွဲ့ဟူဆိုသောအခါမှလွန်လိုက်သည်မော်တော်ဝမ်းထဲ၌ဘူအောင်သိန်းတို့ဖဲဝိုင်းမှမင်းရှိဖြစ်နေသည် မော်တော်နှင့်လိုက်ပါလာသော လူငယ်တယောက်ကဖျောင်းနိုင်တို့တတိုင်းငါးချက်နှင့်ရောက်စားသည့်အတွက်ဖဲဝိုင်းကဖျောင်းနိုင်တို့လေးကိုငါးချက်နှင့်ဝယ်ရိုက်ကြသည်ရွှေလောင်းမြို့မှရန်ကုန်သို့ပြဆက်ကားပြေးပြန်ကင်းကတားပြန်သည် ပဒေသာပြဆက်ကြည်ကြည်သေးပါမန်းသေးလေမော်တော်ရက်ခိုင်းကကခိုင်းဆိုခိုင်းမြည်ဖြစ်ပြန်ခွေမောင်းကြသည်ထို့သောမောင်းပြေခိုင်းမော်တော်တောင်တင်၍ဒုက္ခရောက်ရပြန်သည်မော်တော်တစင်းခုန်လာ၍ငွေတရားပေးကတောင်တင်နေသောမော်တော်ကိုဆွဲချရသည်ရေလေတို့ဆွဲချပြီးမော်တော်ဆက်ပဲတွင်ပျော်သွားပြန်သည်ဖြင့်ရေလေတွင်မော်တော်ကိုကြောက်ချရထားရပြန်သည်ရေနံတင်သိမောကြီးခုန်မောင်းလာသောအခါစီသေးသည်မော်တော်နှင့်တိုက်မိ၍တေကုန်ကြတော့မှပဲအောင်မေးမိသည် ရေနံတင်သင်မောကြီးမှချက်ပြမိပြ၍ရှောင်မောင်းသွားတော့မှအသက်ရှူနိုင်တော့သည်ရေလယ်၌ငါရဲ့ကြာတော့ကမင်းသားမျိုးချစ်သည်မဟုတ်ပင်မှသင်မောနှင့်ရန်ကုန်သို့ပြန်သွားသည်မော်တော်ဘယ်ရင်ဆက်ကိုအေရာဝတီသင်မောနှင့်ရန်ကုန်သို့ယူသွားပြီးပြင်နေတော့ကြရည်လေ၌ကြာချလျက်ငါရဲ့လုံလုံဆောင်နေရခြင်းဖြစ်သည်ဘူအောင်သိန်းတို့ဖဲဝိုင်းမှတနည်းမှမပြဲကြည်ကြည်သေးသည်ရည်လေကမော်တော်ဝမ်းထဲ၌ဖဲဝိုင်းပေးတွင်ကျဉ်ကျက်စွာကြုံကြုံကလေးထိုင်လျက် တားလေးပါနဲ့တားမီနီအောင်ချိန်ဆန်တာလမ်းဆန်တာဒုက္ခရောက်နေကြသည်။ငါးရက်လုံးလောဆင်းရဲဒုက္ခကိုမခံစားနိုင်ခြင်းကြောင့်နေဝင်နေထွက်ကနေဝင်ဖဲဝိုင်းပြီးနိုင်စိတ်ပြီးအပတ်ပေါင်းများစွာထိုင်ဆိုင်လျင်စိတ်ငြိမ်မှု စိတ်သက်သာမှုရအောင်လုပ်ရသည်။ဘဝအောင်သိသည်နဲ့ထွက်ရင်ကြည်ကြည်သေးကိုပြဇက်ကခိုင်းပြီးနောက်အိမ်ပြန်ရောက်ရင်ကြားသုံးလာတာချသည်မမျောလင့်ပဲရုတ်တရက်ကွယ်လွန်သွားချသည်။မကွယ်လွန်မီတကြာနေစနေနှစ်ရက်ဆက်၍ဖဲရိုက်သွားသေးသည်။ အညောင်းထိုင်လွန်အားကြီး၍မနေနိုင်ထိုင်နိုင်စီးချုံဝမ်းချုံဖြစ်သောဝေဒနာကိုပြင်းစွာခံစားရသည်။ဆရာဝန်ကစီယုံမြန်ပုံရံပြောသည်။ဘူဟာသိန်း၏ဒုတိယဇနီးသည်ဘူဟာသိန်းနေမကောင်ဖြစ်ဖြစ်ဖြစ်ကြောင်းတည်တည်ချင်းအိမ်သို့ရောက်လာသည်။အခန်းထဲ၌သူယောက်ျားနှင့်အတူနေက ပြူစုလောက်ကိုင်းပေသည်။ဒုတိယဇနီး၏သားသမီးများလည်းဖခင်နာရောက်လာကြကပြူစုကြသည်။စီယုံပုခံနေ၌ဘူဟာသိန်းသည်စီယုံသို့မသွားခြင်းရင်းနှီး။ တစီထဲမှာနားမမခွာပြုစုပေးလို့တော့လေအခန်းထဲ၌သူစနီရှိနေ၍ကြည်ကြည်ထဲမှာနားမမခွာပြုစုပေးလို့တော့လေအခန်းထဲ၌သူစနီရှိနေ၍အခန်းပြင်မှာလိုအပ်သမျှစောင့်ချက်စီမံလုပ်ကိုင်းပေးသည်စေယုံသွားရန်ညင်ဆန်တော်မှာကြည်ကြည်ထဲအခန်းထဲသို့ဝင်သွားသည်ခရင်ပေါ်၌လေလောင်းရင်ဝိနာခန်းစားနေရသောသူခင်မုန်းကိုခြေခွေးစွာဆိုက်ကြည့်သည်ခုချွေးသိမ်းစေယုံသွားပါဆရာဝန်ကစေယုံကိုညွှန်နေ ဈေးရုံမှာပစ္စည်းကိရိယာစုံနေ။နေညာဆောင်ရှားပြုစုမဲ့ special နဲ့ဆရာမတွေလည်းငှားမင်း။ဆရာဝန်စကားနားထောင်မှာကိုရွှေသိန်းရင်။စစ်စီသေးပြောတော့မှပြီဈေးရုံသွားရန်သဘောတူသည်။ဒုတိယဇနီးနေ့တာကလေးပါတော့ဘွာသိန်းကိုဈေးရုံတို့လိုက်ပို့ကြသည်။ဒီစီထဲမှာစီယုံတို့လိုက်သွားပဲအိမ်နိုင်နေရခဲ့သည်ယောဂါတတရာတတကြောင့်မြေတာဘူးစုတောင်းသည်တယ်လီဖုန်းနားကမခွာပဲစီယုံတဲ့င်းကိုစိတ်စောပူပန်နားဆွင့်လျက်ရှိသည် တယ်လီဖုန်းနား၌ထိုင်ကသူ့ဘဝသူ့ဖြစ်ကိုမစင်စားပဲနေနိုင်အောင်ဖြစ်လာသည်မကျမ်းမာလို့မှကိုလင်သားရဲ့လို့ပပိုင်ဆိုင်ဆိုင်မပြုစုနိုင်သောဘဝကိုဆင်ခြင်မိသည်ဒါငါရောက်ကြပဲဟိုဒုတိယဇနီးရှင်မောင်းနိုင်မတတ်တိုင်းမတတ်လို့သူများရောက်ကြဟိုဘဝတခြားလုံးတည်ခဲ့သောဒီစိတ်သည်စီယုံတို့လိုက်သွားစေရန်ဟန်တာထားသည်တယ်လီဖုန်းတံမြည်လျင်ကောင်းထဲသူရောက်ကရင်တစက်စက်တုံးလျင်ဖျားရင်တားမိသည် တုံရင်နေသောလက်ဖြင့်တယ်လီဖုန်းကိုကင်ရကဈေးရောင်ကမဟုတ်မှတပြင်းချနိုင်သည်နောက်တနေ့ဈေးရောင်၌ဘူဟောင်းတိုင်းခွင်လွန်သွားကြောင်းတယ်လီဖုန်းရောက်လာသည်ကြည်ကြည်သေးသည်တယ်လီဖုန်းကိုတော်တော်နှင်းလက်ကပြန်မချမိပဲလူတကောလုံးလှုံမရအောင်တန်းတောင်ကြီးရနေမိသည်ဘူဟောင်းတိုင်း၏လောင်းကိုအိမ်သို့ပြန်တယ်လာကြသည်အလောင်းကိုပြင်ကြဆင်းကြလှုံကြကိုင်းကြတိမ်လုံးလှုံရှားနေကြတော့လေကြည်ကြည်သေးသည် ဒုက္ခနာကိုယ်ထဲမှာသွေးသားတွေသွေးသားတွေလှုပ်ရှားခြင်းမရှိပဲရဆိုင်နေတကယ်တော့ရွှေရည်များအောင်မလုံမရှင်အလောင်းကိုစိုက်ကြည့်ငိမ့်တတ်နေသည်အတုပအင်ကြီးတည်းရဲ့ထီးကျန်သူဝါသူဖြစ်ကိုအထူးတည်သားစေတော်သည်ယခုနေအခါသူ့ကိုနှစ်သိမ့်နိုင်သောမိသားရှိခဲလင်ကောင်းလေစွာတကားဟိုကြည်ကြည်ထေးတောင်းတမိသည်အိမ်ထဲ၌သူ့ကိုမတွေ့လင်မရရင်မရရင်ဟိုတကြောကြောဟိခေါ်ကား မိဖို့နောက်ခံဒီလိုက်ရှာတော့သူယောက်ျားပြောင်းလဲလာတော့မူရတဲ့ကိုသူမင်းမြင်သွားရကြောင်းတွေ့မိသည်အမေရောတောင်းတမိမှအမေနဲ့တဆက်ထဲအတွဲပေါ်လာတော့ကံတရားရဲ့အကြောင်းဒီသူအတွက်စဉ်းစားရှာကြည့်ဖြစ်လာသည်သူ့ဘဝတွင်သူ့ပေါ်ချဲလဲစီမံသွားတော့သူကံတရားသည်ညီမျှစမ်းကျွဲစမ်းကျဲစွာချဲလဲခြင်းကိုစဉ်းစားတွေ့တော်မိသည်ဤတိုင်းပေါ်၌ဒီသူ၏လောင်းနာတွင် စုဝေးလျက်ရှိနေကြသောသူတို့မှာဘုံအောင်သိဒုတိယဇနီးနှင့်သာသမီများ ဘူအောင်သိန်းပထမဇနီးမှသားကလေးရပါ သူကပါလာတော့သမီးလေးလှလာဝင်နေသူဘယ်ဘွားပဲရေးစဲဘယ်ကြောင့်ကံကြောင့်ယခုလိုလာ၍ဒီလူစုစုပေါင်းစုံစည်းမိကြပုံများကိုဖះရှင်သာရှင်လေးမေရှောင်းမိမြေအမှန်ဤကံဖြစ်သည်သူခင်မောအတည်ဆုံးသွားခြင်းအတွင်သူနှလုံးသားကြေကွဲပုံမှာဘူအောင်သိန်းကိုချစ်လျက်နဲ့ခွဲလိုက်ရခြင်းဟူကြေကွဲခြင်းမျိုးမဟုတ်ပေဘူအောင်သိန်းနဲ့သူယူခဲ့တဲ့အချိန်ကစားပြီးနောက်ဆုံးနေ့အထိ ဘွားအောင်သိန်းဒီဘာလုံးမလက်ကြောတင်အောင်မလုပ်ရဘွားအောင်သိန်းစားချင်တာတွေကြွေးသည်ဖြုံးချင်သုံးချင်များတွေကိုဖြုံးနိုင်သုံးနိုင်အောင်သူရှာပေးခဲ့သည်ဘွားအောင်သိန်းနှင့်တကားဘွားအောင်သိန်းရဲ့အတိုင်းပိုင်းအလုံးကိုချောင်းလဲပြေစုံအောင်ရှာဖွေပေးခဲ့သည်ဘွားအောင်သိန်းလက်ညှိုးညွှန်းရာရေဖြစ်စေခဲ့သည်အဘဘမှာပြေစုံအောင်သူတယောက်တည်းတာဝန်ကြီးတွေခေါင်းပေါ်ရွေးရင်သူယောက်ျားဆန္ဒကိုဖြည့်ခဲလေသည် ဖြုံးချင်နိုင်တာဖြုံးသုံးသွားသည်သူဘဝ၌ကုသိုလ်ကောင်းမှုဆိုရဲဘာတကူမမမဲရပြုလို့မသွားဒုံလပတ်ရဟန်းခံပြီဆိုတော့လဲမပြုလို့ပြင်ဘဝကူမကောင်းမမလားဟူတွတွေပြီးသနာစိတ်ပေါ်လာကကြည်ခွဲချင်းမျိုးဖြစ်သည်မဆုံးမီတနေ့ခံမှစား၍သူ့ဘော်ယူရချင်တာပြောင်းလဲချူသားသွားသည်သူ့ဘော်နိုင်ဆိုခဲ့သည်များမကောင်းခဲ့သည်များအနိုင်ကျင့်ခဲ့သည်များနှိမ့်ဆက်ခဲ့သည်များတို့ကိုပြောင်းပြန်လှန်ပြေးလိုက်တဲ့ကဲတို့ဖြစ်သည် မိမကြည့်သူတော့ပင် ကြည်ကြည်သေးကုန်မယားရင်မယားရင်ခေါ်လို့ရင်ယူရလို့ရင်မယမ်းယုံမယမ်းညုံဟိုနောက်ပြောင်းကြည်ဆဲရသည်အထိဖြစ်သည်အမေမသိမီမှာကြားသွားသည့်အတိုင်းအမေသာမြည်ဝဲကြရမည်အမေမာခဲ့သောစကားတော့မြည်ဝဲမကြစေရဟိုစိတ်ပိုင်းဖြတ်ကသူ့ဘက်မှာကျိမ့်မေဒီခံပြလိုက်မှုကြောင့်သူ့ယောက်ျားမသိမီအဆွဲနှဆောင်ကျွတ်သွားခြင်းကိုကဘဝတသက်သာအတွက်အမှန်ရစရာကြီးဖြစ်တော်သည်ဘဝသိမ်းဆုံးသည့်နေ၌ပင် ။ဘဝသိန်းငွေရထားသောဗန်တိုင်းမှာလက်ကျန်ငွေစင်ရင်တို့ရောက်လာသည်။16ကျ60ပြည်သားလင်းဗန်တိုင်းငွေရှိကြောင်းဖော်ပြထားသည်။အသက်49နှစ်ရွယ်သည့်ငွေမကင်မှုသောသူဘဝ၌မသားစေးငွေမရှိရွယ်အချက်ရိုက်နေသည်။ဘဝသိန်းနှင့်ခင်မင်သောမိတ်ဆွေတယောက်ထံသို့ငွေနှထောင်ချီခိုင်းလိုက်သည်။နီးစက်ရာရုပ်ရှင်ကုမ္ပဏီများသို့တကြိုစည်းငွေမရှိရွယ်ရုပ်ရှင်ရိုက်ပေးပါမည်။ငွေနှထောင်ချီပါရန်စီလိုရသည်။ကြည်စီသေးသည့်တကြိုစည်းငွေ၄ထောင်လက်ဝဲရောက်မှ တပြင်းချနိုင်တော်သည်။ ဖန်တိုင်းတွင်ငွေ16ကျပ်60ပြားသာရှိကြောင်းသိရ၏ရှေးဝါခီတွင်ရင်မောမိသည်ရုပ်ရှင်ဇက်ကားပေါင်း150ကျော်ရိုက်ခဲ့ရပါလေသူဘွားခီတွင်16ကျပ်60ပြားထားခဲ့ခြင်းကိုရှိစေတော့သူမသားစင်ရိတ်သုံးရန်ငွေ900တထောင်မရှိခြင်းဖြစ်ကိုတော့ရင်နာမိသည်ရှေးဇက်ကားဘွားခီကိုရုံးခံရအောင်မည်အသက်49နှစ်အရွယ်နုပြိုစဲပင် ရှိသည်ရုပ်ရှင်လောက၌သူတွင်မုတ်ဆူမပွားပြင် တိတ်ခါမပြတ်အောင်နောက်ရက်အနည်းမျိုးမျိုးမှာအကာအကွယ်ပေးမည်တတိုင်းကြီးလိုအပ်သည်။တားကလေးပါသည်သူ့အပေါ်၌သူကမွေးမထုတ်တော့လဲ။သူကမွေးထုတ်တော့တားရင်နှင့်မကြာမိခင်တန်ရောစဉ်ထားရှိခြင်းကြောင့်အဖာလေးသည်သူ့ဘဝခီးအတွက်လုံခြုံရကြောင်းတတိုင်းကြီးဘက်မှရှိနေသေးသည်ကိုတွေ့မိတော့မှပင်စိတ်သက်သာရာရမိသည်။အလောင်းမြေပေါ်ရောက်သည့်အချိန်ကြီးကြီးသေးကိုချစ်ခင်သောပေါင်တင်တို့ကအစွမ်းကုန်ဝိုင်းဝန်းကူညီကြသည် ရုပ်ရှင်မင်းသမီးကြီးဒေါ်စင်ခင်ရောက်လာကသူ့လွန်ခင်မင်းသောဘူအောင်သိန်းကိုတား၍ကိုရွှေသိန်းရင်ရှင့်မသားကျုပ်လာချရတာပါဟိုဟစ်အောငုံကြွေးလေတော့မှတစ်ချိန်လုံးမျက်ရည်မကြဘဲနေတော့ကြည်ကြည်သေးသည် ချုပ်တွေ့ရင်မရတော့ပဲမျက်ရည်ပေါက်ပေါက်ကြလာသည် စာပနာကိုသူလိုက်မပို့တော့ဟူကြံရွယ်ထားသည် အဖေလိုဆရာသမားလိုသူလိုချစ်ခင်လေးစားသောဒါရိုက်တာဦးတင်မောင်နီဒါရိုက်တာဦးဒုခရောက ဟဲ့ကောင်မလေးလိုက်ခင်ဟိုကားပေါ်ဆွဲတင်ခေါ်သွားကြတော့မှလိုက်ပါသွားသည်ခင်မောနေရသူပါကိစ္စပြပြချင်းကြည်ကြည်သေးသည်ဘုကအောင်တန်ရှိစဉ်ကလက်ခံထားခဲ့တော့မပြည့်ပြတ်သေးသည့်ကားများကိုဆက်ရိုက်ပင်ရန်တာဝန်ရှိသည့်အတိုင်းခရီးကတာအသေးကိုဖျားစကားကိုရိုက်ရန်ငပလီတို့ထွက်ခဲ့ရသည်လျင်ဆက်နိုးတန်တော်သည်သူရင်ထဲမှနှလုံးခုန်တန်နှင့်အပြိုင်ဖြစ်နေကြသည်။ကောင်းကင်သို့လျင်မြောက်တက်သွားသောအခါကြည်ကြည်သေးသည်မျက်ရည်တွေဝိုင်းလာသည် ယခုသွားရမည်လျင်ခီစင်းသည်မုဆိုးမပွားတစ်ကိုစတင်ရမည်ခီတစ်ဖြစ်သည်မေတီရွေးဖြစ်စေလင်တီရွေးဖြစ်စေပရိဒေဝမီမိတော့ပင် တောင်းလောင်စီကမူရက်နာရင်ဖြစ်နိုင်မယ်လင်တီပြီးရများမကြမီရုပ်ရှင်ရိုက်ထွက်လာရခြင်းမှာအမှုပညာရှင်တို့၏ကျင့်ဝတ်ကျင့်ထောင်တရားကြောင့်ဖြစ်သည်မိခင်တင်ဆောင်စဉ်က သူသည်လောကလယ်တွင်အမှုပညာအတွင်းဟူးနှလုံးပိုက်ကနေရခဲ့သည် ယခင်ကရုပ်ရှင်ရိုက်သွားရသည့်ခီးတိုင်းတွင် သူ့ပင်၌ပုံအောင်သိမြဲလိုက်ပါလာခဲ့သည်ယခင်ငပလီခီးကို သူ့ရောနန်ဒီဇက်ကရိုက်စင်းကပုံအောင်သိနှင့်တူသွားခဲ့ကြသည်ယခုခီးတွင် သူ့ပင်၌ပုံအောင်သိစားတောင်းလေးပါလိုက်ပါလာသည်အပါဒီပုံအောင်သိပထမဇနီးကမွေးထားခဲ့၍သူနှင့်သွေးသားမတော်ဆက်တော်လေသူကမွေးဖွားခဲ့သောသားသမီးသူချစ်ခင်ခဲ့သည်ငါးနှစ်သားရွယ်မှလူလားများအောင်ကြိုးမွေးဆောင်ရှောက်ခဲ့သည် တန့်စင်သောမေတ္တာတရားဖြင့်ကျူးမွေးဆောင်ရှောင်းခြင်းကြောင့်ငယ်စဉ်ကမှစ၍ယခုရွယ်ရောက်လာသည့်အထိတာလီထံမှတုံ့ပြန်သောမေတ္တာကတသက်လုံးယုံမှတ်သွားရမည်မေတ္တာဆင်ဖြစ်သည်ဖခင်ဖြစ်သူဘုံအောင်သိသည်သူ့ဘဝ၌နိုင်ခြင်းကမကောင်းခဲ့သလားသူထားရခဲ့သောတာကလေးပါကအမေဖြစ်သူ့ဘော်တွင်လာ၍ကောင်းနေခြင်းမှာသူ့ဘဝ၌အံ့ဩစရာကောင်းလာအောင်ကြုံရခြင်းဖြစ်တည်းအကြောင်းသူ၏စံကျဲသောကံတရားပဲဟူတွင်မိသည် အမှုပညာရှင်ဘွားခီးတွင်မုံစုံမဘွားနှင့်ဆက်လက်ရအောင်မည်ဖြစ်ပင်ပညာတော်လိမ့်အထီးကျန်တယောက်တည်းမဟုတ်ပင်သူ့နာမမခွာပင်အောက်ခြေသိန်းဆောင်ရွက်ပြုစုရှောင်ရှောင်ပေးမည်ဒီသားလေးရှိသေးတာပင်ဟုအာယူလောင်းလိုက်သောစိတ်ကြောင့်တိန်ညွန့်ရန်တို့အာမန်ပြည့်ပြင်ထိုးဖောက်ရတန်နေသောလင်းရဲ့ပြန်နေရတူကြည်ကြည်သေးသည်အာမန်များပြေလာကအာရှိသွားတော်သည်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နှာစင်ပြကြပါအောင်နော်